အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ဇော်ဂျီဂိမ်းရပါโอเคကျွန်တော်တို့ဒီနေ့မှာကတော့ခုလိုမျိုးဒီ party verse ဆိုရဲ့ event မှာပေါ့เนาะ mission တွေကတော်တော်လေးကိုနားလည်ရခက်တဲ့ mission တွေပါလာတယ်ဗျာโอเคဒီနားလည်ရခက်တဲ့ mission တွေကိုကျွန်တော်ဘယ်လိုမျိုးအလွယ်ကူဆုံးဖြည့်ရှင်းသွားလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ဗျအရင်ကိုလွယ်ကူပါတယ်ဗျာတော်ယုံတန်ယုံ player တွေဆိုဒီ mission တွေကိုလုံးဝမသိဘူးဗျာ အဲ့ဒါကြောင့်မို့ပေါ့နော်ဒီထဲကပါလာတဲ့ live bone skin တွေကိုလက်လွတ်လိုက်ရမှာဆိုလို့မို့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုထပ်ပြီးတော့လုပ်ပစ်လိုက်တဲ့ဖြစ်တယ်ဗျာဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်တခုချင်းချင်းတခြားပြပေးမယ်နော်ပထမဆုံးအနေနဲ့ဒီအလဲကောင်းမှာမိတ်ဆွေများသူ share ရန်ဆိုပြီးတော့ပါတယ်ပေါ့နော် okay အဲ့ဒါဘလို့မျိုး share ခိုင်းတာလဲ share တဲ့ club ကိုလူတွေတော်တော်များများ share မတွေ့ကြဘူးဗျာ okay ဒါကိုကျွန်တော်တခြားလေးနီးကပြပေးမယ်ဗျာ โอเค share တဲ့ clip ကဒီ down လေးမှာပါတာပေါ့เนาะအဲ့ဒီ down လေးမှာနှိမ့်နှိမ့်ပြီးလို့ညူကီတို့ share ချင်တဲ့ Facebook Telegram ကြိုက်တာပေါ့เนาะနှိမ့်လိုက်ဗျအမကိုကြိုက်တာကိုနှိပ်လိုက်တာနဲ့အမ share ပြီးသားဖြစ်သွားပြီပေါ့နော်အမ share တဲ့ event ရသွားပြီโอเคတော့ကျွန်တော်နောက်တစ်ခုထပ်သွားမယ်ဗျာဗီဒီယိုကရမ်းချိန်မှာဆိုလို့ဒီ event မပြောတော့ဘူးပေါ့နော်ဒီ mission လေးကကြာတော့ကျွန်တော်တို့ရမ်းလွယ်တယ်ပေါ့နော်လူတိုင်းလည်းຢာပြီးသားဖြစ်မှာအားကြောင့်မို့ဒီຢာပြီးသား mission လေးကြော်လိုက်မယ်တခြားຢာပြီးသားခက်တဲ့ဟာကျွန်တော်တစ်ချက်ပြပေးမယ်ဒါက1.1 move ဆိုတော့ကျွန်တော်1.1ပေါ့နော်ဝဲဆော့အောင် အဲ့ဒါတခြားဝဲမို့ဒီကျွန်တော်တို့တွေပေါ့နော်ခုမှအစ်စ်ပေါ်လာတဲ့1 vs 1ပေါ့နော်ကျွန်တော်တို့တွေ vs AI နဲ့မှာပါလာတဲ့မူဗျာအဲ့ဒီမူထဲမှာသွားဆော့ရတာဗျာโอเคဒါဆိုရင်တော့ဒါပြီးပြီပေါ့နော်ဒါလေးကြော်လိုက်မယ်โอเคနောက်ထပ် mission တစ်ခုကကျွန်တော်တို့ anniversary event မှာပေါ့နော်ကျွန်တော်တို့တွေ Venus ကိုတစ်ကြိမ်ထွန်းလင်းမှာပေါ့နော်ထွန်းညိပါဗျာโอเคအဲ့ဒါဘာပြောရလဲဆိုကျွန်တော်တစ်ချက်ပြပေးမယ်9 year anniversary event နဲ့ရောက်ပြီဆိုလို့ရှင်ညကွေးတော့ခုကျွန်မကျွန်တော်တစ်ချက်ပြထားရေပေါ့နော်6300လိုအပ်တယ်ဗျာကျွန်တော်မှ2800ပဲရှိရေပေါ့နော် โอเคအဲ့ဒီအမှတ်ကလေး၄တောင်၃အောင်ရပြီဆိုရင်ဒါမျိုးလေးပေါ့နော်ဒီလိုကွားပုံလေးဘယ်ဘက်မှာပေါ်လာလိမ့်မယ်โอเคအဲ့ဒီကွားပုံလေးပေါ်လာပြီဆိုလို့ရှိရင် ခုကျွန်တော်တို့ပြထားတယ်ပေါ့နော်နှိပ်လိုက်မယ်ဗျအဲ့ဒီကွားပုံလေးနှိပ်လိုက်ပြီဆိုလို့ရင်ဒီမှာကိုကြိုက်တဲ့တခုရွေးပေါ့နော်ဘယ်ဟာရွေးရွေးဗျကျွန်တော်တို့ဒီ Venus ဆိုတာအာပေါ့နော် mission တခုအတွက်တစ်ချိန်ပြည့်တယ်ဗျ မစိုးဘူးပေါ့နော်โอเคဒါမျိုး V neck ကတခုတည်းပါလားဆိုတော့မဟုတ်ဘူးပြကျွန်တော် event 3ခုပါရယ်ပေါ့နော်6ခုလုံးမယ်ဆိုရင်ဘောင်ဝင်ရမယ်လူတိုင်းလိုချင်တဲ့ကိုနေပြ anniversary ဘောင်ကအဲ့လိုမျိုးပေါ့နော်ကွာ6ခုကျွန်တော်နှိုက်လိုက်မယ်ဆိုရင်ရတယ်ဗျာโอเคကွာ6ခုလုံးမယ်ဆိုရင်ကိုနေပြ anniversary ဘောင်ရလိမ့်မယ်ကျွန်တော်ကွာကို7ချိန်လုံးမယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြထားတဲ့ second နေတွေကတကောင်ရလိမ့်မယ်ပေါ့နော် โอเคဒါတော်တော်လေးတိုင်ပတ်နေကြရဲ့ဗောနော် VENEUS Venus ဆိုရဲ event ဗောနော်အာဆက်တဲ့ချိန်ထုံးလေးမှာ၆ချိန်ထုံးလေးမှာကျွန်တော်ဘယ်လိုလုပ်အောင်မလဲဆိုကျွန်တော်တော်တော်များများလာမင်းနေရလို့ဒါလေးဖြေးပြီးဒါနောက်ထပ်ကြံလေးရဲ့ဒါကကျတော့151 challenge ဆိုတာဗာလဲဒီ challenge ကိုလုံးအောင်လဲကျွန်တော်တို့တွေဗောနော် live phone skin တွေရအောင်မယ် EVS skin တွေရမယ်ဗျဘယ်လိုလုပ်အောင်မလဲဆိုကျွန်တော်တို့ဒီပေါ့နော်တေချာလေးကြည်ထားကြဗျာကျွန်တော်တို့ဒီ test ကြော်တဲ့ voucher ရှိရဗောနော် okay အဲ့ဒီ voucher event မှာဝင်လောက်အောင်ပါဗျာ ဘလို့လဲဆိုတော့ကျွန်တော်တို့ဟာအရင်ဆုံးဒီကျွန်တော်တို့မှာ location GPS ပေါ့နော်အဲ GPS လေးဖွင့်ပေးထားမယ်ဖွင့်ပေးထားပြီးကျွန်တော်တို့တန်ငယ်ချင်းမှာဘေးမှာရှိနေဖို့လိုရတယ်ပေါ့နော်ကျွန်တော်တို့တန်ငယ်ချင်းလဲ GPS ဖွင့် GPS ဖွင့်ပြီးအခုကျွန်တော်ပြထားဒီခလုတ်လေးကိုတပြိုင်နက်ထဲနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘိုင်ဝမ်းချဲလန့်ပေါ့နော်ဒီဘိုင်ဝမ်းခေါ်မှာပေါ့ကျွန်တော်အဲ့လိုမျိုး mobile legend ဘန်ဘန်ချဲလန့်ဆိုတာကြီးကလုံးဝအောင်သွားပြီဗျာ အရေးကြီးတာမီတာ90အတွင်းမှာကိုတင်ငယ်ချင်းရဲ့ကိုနဲ့ GPS နှစ်ခုလုံးဖွင့်ပေးထားဖို့လိုပဲနှစ်ယောက်လုံးပေါ့နော်ဖုန်းနှလုံးလုံး GPS ဖွင့်ပေးကြတော့အဒီကျွန်တော်ပြထားခလုတ်လေးကိုဒီဘက်နဲ့ထဲနှိပ်ရမယ်။ Okay ဒါတော့ကျွန်တော်နောက်ထပ် machine တစ်ခုကိုထပ်သွားကြည့်အောင်ဗျ။ Okay နောက်ထပ် machine တစ်ခုဆိုဒါနောက်ဆုံး machine လို့ပြောလို့ရပါဘူးเนาะကျွန်တော်လည်းအကုန်ကျွန်တော်ပြောခဲ့ပြီးပြီဆိုတော့ကစားသမားတို့ပေးစာဆိုဘယ်လိုလုပ်အောင်မလဲဟာ9 year anniversary event တွေကိုပဲတစ်ချက်ထပ်သွားလိုက်မယ်ဗျာ Okay ပေးစာဘယ်လိုလုပ်အောင်မလဲကျွန်တော်ဒီထက်ရောက်ပြီဆိုလို့ရှိရင်ဒီ level ချင်းဆိုတာလေးရှိရပါဘူးเนาะအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ် โอเคအားအနေနဲ့ပြောကျွန်တော်တို့တင်ငယ်ချင်းနဲ့ပြောလိုက်ပါဘောနော်ဒီမြားပုံလေးပဲတစ်ချက်ထည့်နေပြီကျွန်တော်တို့တင်ငယ်ချင်းတွေတဲသွားပြီး message like ပို့ရမယ်ဗျာဒါသူက limit ကရှိရပါတော့တရက်ကို3ခုလား4ခုလားမသိဘူး message ကပို့ခွင့်ရ limit ကအဲ့ဒါပဲရှိရပါတော့အဲ့လိုမျိုးကျွန်တော်တို့ message ပို့မယ်ကျွန်တော်တင်ငယ်ချင်းနဲ့လည်းကျွန်တော်တို့ပြန်ပြီးအဲ့လိုမျိုး message ပို့ရမယ်ပေါ့နော်ကျွန်တော်တင်ငယ်ချင်းနဲ့လည်းကျွန်တော်ပြန်ပို့ကျွန်တော်တို့ကလည်းသူတို့ပြန်ပို့အဲ့လိုပို့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ mission တစ်ခုလောက်တယ်ဆိုရင်ဗျာ အဲ့ဒီစတဲ့မှာပဲကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်တစ်ချက်နှိပ်လိုက်ကျွန်တော်ဘာမှမနှိပ်နဲ့ဘူးအရင်ဆုံးကျွန်တော် DR လေးတစ်ချက်ထက်နေကျွန်တော်လက်တာကယ်လာကြီးပေါ့နော် Okay အဲ့ဒါလေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါမျိုးပေါ်လာလိမ့်မယ်ညိုကွတ်အပေါ်မှာရှိုးလိုက်ကျွန်တော်မှာပေါ့နော်တငယ်ချင်းတို့ပေးစာမှာဗျာကျွန်တော်96ကရှိတယ်ပေါ့နော်ပုံမှာ96ရက် message အဆောင်ကြီးရှိတယ်ကျွန်တော်မှာ9ခုပဲရှိတယ်ပေါ့နော် Okay ဘလို့တက်ရမလို့ကျွန်တော်ထွက်လိုက်မယ်ကျွန်တော်တို့တွေ energy အလုံးလေးတွေနဲ့ mining လုပ်ထားတဲ့ဒီ coin ပြ anniversary coin လေးကြီးဗျာ။ Okay အဲ့ဒီ coin လေးတွေထဲမှာသူကရော့ရော့ပြီးဒီ message အဆောင်ကြီးလေးတွေပါပါလာတယ်ပေါ့နော်။ โอเคဒါကျွန်တော် message တစ်စောင်ထက်ရသွားပြီညိုကီတို့ show လိုက်ခုနကျွန်တော်မှာ6ခုပဲရှိရပါတော့ message အဆောင်ရ6ခုပဲရှိတယ်ခုဆို10ပြည့်သွားပြီဗျာโอเคဒါဆိုတော့ညိုကီတို့ဒီ event နေကြောင်းတော့တိလောက်ပြီပေါ့နော်ဒီ message အဆောင်ရကြတော့ဗျာတရက်ကိုကျွန်တော်3ချိန်ထင်တယ်ဗျာကျွန်တော်တော့အတိကျဒီစီကန်းထဲမှာလဲချမှာပြီတော့ကျွန်တော်အတိကျပြောလို့မရဘူးပေါ့နော် message အဆောင်ရတရက်ကို3ချိန်ပဲရတယ်ထင်တယ်ဗျာโอเคဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော်တို့ဒီဒါမျိုးဆိုမရှင်တွေပြီးရပေါ့နော်ဒီကြံတဲ့ဟာတွေတိတ်ခေါင်းနဲ့စိုက်စရာမလိုဘူးပေါ့နော်ကျွန်တော်ကွားပုံလေးဟာကိုညိုကီတို့တော်တော်လေးစဉ်းစားနေကြမှာအဲ့ကွားပုံလေး VN US ပေါ့နော် VN US လာမသိ Venus ပေါ့နော်အဲ့ VN ကိုကျွန်တော်တို့တွေကဒီကွားပုံလေးနဲ့ဝင်ပြီးတော့လောက်ရတာပေါ့နော် โอเคဒါမျိုး mining လုပ်လို့ရှိရင်ကျွန်တော်တို့ဒီကိုနှစ်ပြည့် anniversary coin လေးရရပြအမှ coin 1800ဆို funding second ရမယ်ပေါ့နော်အဲ coin 1800မပြည့်ခင်ကြားတဲ့ကိုအဲ့လိုမျိုး4000ကျော်ရေ2000ကျော်ရေအဲ့လိုမျိုးလေးရအောင်ပါဗျာအဲ2000ကျော်ရောက်ပြီဆိုရင်ကွာပုံတစ်ခုရမယ်4000ကျော်ရောက်ပြီဆိုကွာပုံတစ်ခုရမယ်အဲ့လိုမျိုးပေါ့နော်ဘာမှခက်တာတော့မဟုတ်ဘူးဗျโอเคကျွန်တော်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗျအားလုံးဆုံးနဲ့ကြည့်ရှုပေးရလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ